မင်္ဂလာပါရှင်။နိုဝင်ဘာလ၂ရက်တနင်္ဂနွေနေ့ရက်ရန်ကုန်တွင်သတင်းစုံလင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းအထက်ပစံတော်လမ်းမကြီးတလျှောက်လမ်းလေမိတိုင်းများတက်ဆင်နေမှုကြည့်ရှုစစ်ဆေးတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တိုင်းဒေသကြီးဝင်းကြီးများသည်အော်တိုဘာ31ရက်ညပိုင်းကအထက်ပစံတော်လမ်းမကြီးတလျှောက်လမ်းလေမိတိုင်းများတက်ဆင်တိဆောက်ခြင်းနဲ့ဤထုံးလေးအခြေအနေများအားကွင်းစင်ကြည့်ရှုစစ်ဆေးကြောင်းသိရပါတယ်။ ရှေယူစာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည့်အထက်ပစံတော်လမ်းမကြီးတခြားလမ်းလယ်မိတိုင်များတက်ဆင်တိစောက်မှုနှင့်လန်းလေလမ်းမိတိုင်များမိထွန်းလေးနိုင်၏အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ကလုပ်ငန်းများအားသတ်မှတ်ကာလအတွင်းစံရင်စံညွန့်နေပြီးပစ္စည်းအောင်ဆောင်ရွက်ရန်နှင့်လမ်းသားများခွဲရပင်စနစ်တကျဆောင်ရွက်ရန်စသည်တို့ကိုမှာကြပါသည်။ရန်ကုန်တိုင်းဒေသကြီးတွင်ရန်ကုန်မြို့တော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လမ်းမကြီးများတွေ့ချက်အစီအမြင်တင်ခြင်း၊ရှင်ရည်ကင်းရှင်းရေးဆောင်ရွက်ခြင်း တန်ရှင်းတရားလှပ၏ရန်ကုန်မြို့ရဲ့အထက်လမ်းမကြီးများတွင်ညအခါနှစ်ဖက်ရင်ကျောကိုအလင်းပေးနိုင်တဲ့လမ်းလေပြီးတဲ့များစိုက်ထူကမီထွန်လင်းရီနဲ့အထက်ပစံတော်လမ်းမကြီးတခြားမင်္ဂလာတောင်မြို့မြို့နယ်ဂျပန်မြန်မာချစ်ကြည်ရေးတရားမှအထက်ပစံတော်လမ်းအထီးနဲ့တမိန်ပြန်လမ်းမကြီးတခြားတောင်မွေမြို့နယ်တောင်မွေအဝိုင်းထိပ်မှမင်္ဂလာတောင်မြို့မြို့နယ်တာဂိတတရားငမိုးရီအထီး လမ်းလေမီတဲ့များစုစုပေါင်း121တိုင်းတိစောက်တက်ဆင်ခြင်းလုပ်ငန်းကိုရန်ကုန်လျက်စစ်တားပီကော်ပိုရေးရှင်းနဲ့တာဝန်ရှိသူများကပူးပေါင်းကောင်ထည်ဖို့ဆောင်ရွက်ရှိကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဇယ်ထက်ကိုကပေးပို့လာတာပါ။ဆက်လက်ပြီးတင်ဆက်ပေးမှာကတော့တန်လင်းအမတ်တိအခြေခံပညာအထက်တန်းကျောင်းမိသားစုမဟာဘုံကထိန်ကျင်းပတဲ့သတင်းဖြစ်ပါတယ်။တန်လင်းမြို့အမတ်တိအခြေခံပညာအထက်တန်းကျောင်းပညာရေးမိသားစုမဟာဘုံကထိန်အလှူတော်မင်္ဂလာခမ်းနာကိုညမတည့်ရက်နေ့နဲ့9နာရီက တန်လင်းဗုဒ္ဓတက္ကသိုလ်တွင်ကျင်းပကြောင်းသိရှိရပါသည်အခမ်းအနားတွင်ကျောင်းဆရာမကြီးတို့ဆုစုလိုင်းနှင့်ဆရာဆရာမများကကထိန်လျာသင်ကန်းနှင့်လူပဲပစ္စည်းများကိုတန်လင်းဗုဒ္ဓတက္ကသိုလ်အဓိပတိဆရာတော်မူပြုတဲ့ဆရာတော်ကြီးများအားစက္ကလူတန်းကြကလူတန်းမှုစုစုတွေအဓိပတိဆရာတော်ကြီးများထံမှရေဆက်ချတရားနာယူကြကြောင်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့ဖြိုးတီဟာကပြပူလာတာပါ ထပ်မံတင်ဆက်ပေးမှာကတော့ကော်မူးတွင်မြို့နယ်လုံးကျစုပေါင်းမဟာဘုံကတင်ကျင်းပတဲ့တင်ဖြစ်ပါတယ်။ကော်မူးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီရဲ့ဦးဆောင်မှုဖြင့်မြို့နယ်ဌာနဆိုင်ရာများအလှူရှင်များစုပေါင်းပြီးမြို့နယ်လုံးကျစုပေါင်းမဟာဘုံကတင်အလှူတော်မင်္ဂလာရေးဆက်ချအခမ်းအနားကိုလူမာတရဲ့နေနေစေနာကြီးကရန်ကုန်တိုင်းဒေသကြီးတွန်တီးခရိုင်ကော်မူးမြို့နယ်တောင်ပိုင်းရက်ကွက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန့်မှမှကျင်းပကြောင်းသိရပါတယ်။ဦးစွာမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်မှုကော်မတီဥက္ကဋ္ဌဦးမျိုးမင်းနှင့်အဖွဲ့ဝင်များ မြို့နယ်စင်ဌာနဆိုင်ရာများအလှူရှင်များကနမောတ္တသုံးကျင်ရစုဖရာကတော်ရေးဖွင့်လင်းခဲ့ပြီး၅ပါးသီလခိုင်ယူစောက်တီကတထိတ်အနုမောဒနာတရားများနှာယူခဲ့ကြပါသည်။ဆက်လက်ပြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမြူမင်းကသာသနာရေးဆိုင်ရာကိစ္စရပ်များအားရှောက်ထားပြီးလက်ခိုင်ညံကြောင်းတိုက်ဆရာတော်ဗဒ္ဒနာရီဝတ္တအမှုပြုတဲ့ဆရာတော်များအားအထိန်လျာသင်ကန်းနှင့်လူပဲပစ္စည်းများစက္ကပ်လူတန်းကလူတန်းမှုစုစုတို့အတွက်ရေးဆက်သုံးချအမျှပေးပေးကြပါသည်။ စစ်စုပေါင်းလူတန်းမှုတန်ဖိုးမှာ3964000ဖြစ်ကဖုန်းတော်ကြီးကြောင်း73ကြောင်းနဲ့တိလရှင်တကြောင်းတို့မဲဖောက်ဆက်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့ကြော်သူရကပြပူလာတာပါ